ဖယားရှင်မေတော်မာယာကနတ်ပြည်ဘယ်နေရာမှာရှိတာလဲသူသိတာကြည့်ပြီဒီမှာကြည့်ဒီလိုကြည့်စရုမာတဲ့ဒါဝရင်သာယာမာသူသိတာမြတ်စွာဘုရားရှင်ဟာသူသိတာနတ်ပြည်မှာရှိနေတဲ့မေတော်နတ်သားကိုတရားဟောတဲ့အခါမှာဘာကြောင့်မလို့သူသိတာနတ်ပြည်ကိုမတက်ဖဲနဲ့တော်ရင်ကနတ်ပြည်ကိုပဲတက်ပြီးတော့တရားဟောရလဲဆိုတာ ਨੇ ပသက်ပြီးကျွန်တော်ဒမနီရှာတို့ဥက္ကဋ္ဌနာဟောတဲ့တရားလေးတွေကနေပြီးတော့ကျွန်တော်မျှဝေပေးပါမယ်အလုံးမစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာ ဘုရားရှင်မေတော်မာယာကနတ်ပြည်ဘယ်နေရာမှာရှိတာလဲသူသိတာကြည့်ပြီဒီမှာကြည့်ဒီလိုကြည့်စရုမာတဲ့ဒါဝရင်သာယာမသူသိတာအကေမြတ်သမသမုဒ္ဒမြတ်စွာဘုရားကသူသိတဲ့နတ်ပြည်ကိုတက်ပြီးတရားဟောပြီးသူ့အမိကိုဟောလိုက်ရင်အောက်မှာရှိတဲ့စရုမာတဲ့နေတဲ့နတ်နတ်နတ်ဂျလီဘီလေးတွေဟိုရုပ်ကစိုးပုံမစိုးလေးတွေရှိသေးတယ်အဲ့ဒီကောင်လေးလာခွင့်ရလားမရဘူး ူတည်တဲ့နတ်ပြည်မှာများဟောလိုက်ရင်အောက်ကယာမာတို့ဒါဝရင်သာတို့စတုမာရတို့ယုဂဇိုးတို့ဘုံမဇိုးတို့တက်ပြီးတရားနာလို့မရဘူးအခုဆရာတော်ကနေပြီးတော့ကသူနာကိုမလားတက်ချုပ်တို့ဘိုလ်ချုပ်ကြီးတို့အိမ်မှာဟောရင်ညီတို့လာနာခွင့်ရှိလားညီတို့ရောက်ကမှသူလာနာလို့ရလားရတယ်တော့ public area မှာတရားဝဲလို့တဘာဝကြတယ်ဟိုမှာသွားဟောရင်နေပြည်တော်ကဝင်ကြီးအိမ်ဆိုရင်သူ့မိသားစုလောက်ပဲရမယ်ဟုတ်ပြီနော် ဆိုတော့မြတ်စွာဘုရားဘလောက်ချစ်ဖို့ကောင်းလို့ပြောမသူသူ့အမေကိုကျေးဇူးဆက်တယ်အမေကိုဆင်းငယ်အမေရတယောက်တည်းဆင်းရမှာအမေတယောက်တည်းဆင်းလို့ရှိရင်အဆင်ပြေတယ်အောက်ကပြတ်တက်မရအောင်နောက်တော့တာဝန်ကနေပြီးမှကျတော့ဇရကြီးကလည်းကျေတယ်နေတရားလေဗယ်တန်းဖြစ်သွားတာပြင်ရောအောက်ကစရုမာရဲအောက်ကပုံကူတဲ့လာခွင့်ရှိတယ်ဟိုတူးကြည့်ကြတက်မရတော့ဘူးသူကတာဝရင်သာကိုကြော်မရတဲ့ဘိုးတော်တွေနေတည်ရှိသေးတယ်တာဝရင်သာတော့ပဲသူကသွားလို့ရတယ်တာဝရင်သာပဲသွားမယ်အပေါ်တက်မရရင်သူကဆင်းမရတော့တက်မရဆင်းမရဆိုတော့မြတ်စွာဘုရားတာဝရင်သာမှတရားဟောလိုက်တဲ့ပါ 不要，多少救负够了吧了。